အေဂျင့်မအောင်လဲဥနိုင်လူလိုပဲစိတ်မပိုင်ဘာမှမလုပ်ဘူးဆိုရဲလူဒန်းစားထဲမှာပါတယ်လို့ဥနိုင်လူထင်ငယ်ကုန်နဲ့ကြီးကုန်နဲ့ဆိုတော့ဒါကွာတာပေါ့နော်အဲသူရဲ့ပါဝါလေးတွေဝီပါဝါလေးတွေကွာရေလုံးပါဝါလေးတွေဟွာဖြစ်တယ်ပြယောက်ကကန်တာတရားတက်လာရဲဘာမှထိလို့မရဘူးအဥနိုင်လူတွေ့တဲ့ခါကျတော့သူကလက်ကလေးချီးတော့ဥမင်္ဂလာပါနော်ဆိုရဲပြောလိုက်တဲ့စကားလေးတခွန်းသည်ဥနိုင်ဘဝမှာတသက်မမေ့ ေဂျမောင်ဆိုရင်လည်းတော်ပါတယ်အဲဒါတော့ဆိုအကယ်ဒမီပူပူနေရရထားတယ်အဲနောက်ပြီးတော့ဒီအကယ်ဒမီရပြီးပြီးချင်းမှာသူစယူရိုက်တာကဒီဟိုဘောဇိုးတော်သူစရိုက်တယ်နော်အဲဦးနိုင်လည်းအဆုံရှိတယ်အဲဆက်သိမ်းမှာလည်းဦးနိုင်လည်းအဆုံရှိတယ်အဲ့လိုမျိုးတော့ item mind လေးတွေလည်းသူကောင်းပါတယ်အဲပြောချင်တဲ့အတိအပြဒီသူရဲ့ restaurant restaurant item ပေါ့အဲ့တော့ ဟိုတံပြန်တက်ရောက်ရမယ့် idea တွေပေါ်မှာသူလေးစားတဖို့ရှိတယ်အလေးထားတယ်အဲဟိုအဲ့ဒါကိုဥနိုင်တွေးလိုက်ရတယ်ဆိုတဲ့အခါကျတော့ဒီကလေးလေးကအဲဒီတစ်မက်ကပို့ပြီးအောင်မြုံးမှာပါအဲ့သူ ID ကိုကြိုးစားတယ်ကြိုးစားတယ်ဒီတော့ဒါတော့ငယ်ကုန်နဲ့ကြီးကုန်နဲ့ဆိုတော့ဒါကွာတာပေါ့နော် အဲသူရဲ့ power လေးတွေ will power လေးတွေကွာမျိုးလုံး power လေးတွေဟွာဖြစ်တဲ့အဲ agent မအောင်လဲဥနိုင်လူလိုပဲစိတ်မပိုင်ဘာမှမလုပ်ဘူးဆိုရဲလူဒန်းစားထဲမှာပါတယ်လို့ဥနိုင်လူထင်ဒါယူသားစားပြောတာဟမ်အဲ့ဒါအကျမလည်းလူရဲချက်ပေါ့အဲဥနိုင်လူက agent မအောင်မှာဟိုဟာပေါ့တတ်မှတ်လိုက်တဲ့အချက်ပေါ့သူစိတ်မပိုင်သူဘာမှမလုပ်ဘူးဥနိုင်သိတယ်သူသူဒီလဲဟိုဟန်ဆောင်တတ်တဲ့လူဒန်းစားထဲမှာမပါဘူးလို့ဥနိုင်ထင် ပြယောက်ကကန္တာတာတရားတက်လာရင်ဘာမှထိလို့မရဘူးဆိုလိုတဲ့နေပြလေးကိုရသာနေဝဲအရင်အောင်မြင်တဲ့အချိန်တော့သူစကားတော့ရတဲ့ခါမှာမော်လဘီက၄၅၆လောက်ထားခဲ့ရတယ်အဲ့လောက်နားပိတ်ပြီးတော့ရိုက်ရတာဒါဥနိုင်တို့ဒါကိုတွေးပေါ့နော်ဥနိုင်လည်းအဲ့ကားမှာလည်းပါခဲ့တာပေါ့နော်ဥနိုင်တို့အဲ့လမ်းမတော်ဘက်မှာတွားရတော့မော်လဘီက၄၅၆လောက်ငှားပြီးတော့လမ်းပိတ်ပြီးတော့ရိုက်ရတယ်အပိတာပိတဲ့ကအရန်ကျန်းတယ် အစလိုတဲ့အိဗေကလူတယောက်အောင်မြင်လာပြီဆိုရင်သူ့ရဲ့ကံစားတာစမ်းစားတာအရာဟိုထိမနေသေးမင်းကြီးဖြစ်ကြတာပေါ့နော်ဒါကမြန်မာနိုင်ငံရဲ့လူမျိုးတွေရဲ့ဒလိစရိုက်ပေါ့နော်ဘယ်လိုဆိုလဲဒီကလေးလေးအောင်မြင်နေဆိုရဟိုတည်ရတဲ့ခါကျတော့သူ့ကိုမောင်မောင်မောင်လို့ခေါ်ကြတာပေါ့နော်အဲအဲ့အတွက်ဦးနိုင်ဝမ်းသာပါတယ်ပီလေးဖြစ်ပါတယ်နောက်ဦးနိုင်နဲ့တွေ့တဲ့ခါကျရင်သူတို့ကဒီကလေးရဲ့ respect တရားလေးကြီးပေါ့နော် CBA Junior ဘာမှသူတို့ရဲ့တိတက်တဲ့စိတ်ကလေးတွေမြင်ရတွေ့ရဆိုတဲ့အခါကျဥနိုင်ပီတိဖြစ်မိတယ်။အာဥနိုင်ကိုတွေ့တဲ့အခါကျတော့သူကတော့လက်ကလေးချီပြီးတော့ဥမင်္ဂလာပါနော်ဆိုရပြောလိုက်တဲ့စကားလေးတခွန်းသည်ဥနိုင်ရဲ့ဘဝမှာတသက်မမေ့အဒီကလေးလေးတွေဘယ်လိုပဲပြောပြောအောင်မြင်ကြပါစေဆိုဥနိုင်အမြဲတမ်းဆူတောင်းတယ်။အာရှင်မွေလာတဲ့ဒီအချိန်မှာရှင်မွေလာဆိုရင်ဘယ်လောက်ထိဟိုဥနိုင်ဘဝမှာသူကချစ်ခင်မိသလဲဆိုရင် ဟိုဒရိုက်တာနေပြီးဥနဲ့ဒီဇသိန်းဖိုင်နယ်ပေါ့နော်ဇသိန်းကန်းလေးမှာအဲဒုတ်အတူမရှိဒုတ်စင်းနဲ့ရိုက်ပါညာဆိုပြီးဒရိုက်တာပြောတာမှာအာရှင်မွေလေးလေးကပြောလဲဆိုတော့ဘလို့ပါနဲ့ဥနဲ့သနာပါလေတကယ်ထိသွားရင်နာသွားမယ်ဆိုရက်စကားလေးတခွန်းကြားတဲ့အခါမှာအော်ငါသားလေးကငါဘောမှာဟိုချစ်တလားအဲ့တော့မှတမှုထားသလားဆိုရက်စိတ်ကလေးတစ်ခုဥနဲ့သွားပြီးတော့ဝင်မိတာပေါ့နော် အဲ့အတွက်ကြောင့်ဦးနိုင်ကသူတို့အောင်မြင်ပါစေဆိုပြီးတော့မြဲတယ်မြစ်တာပို့ပေးတယ်အထောက်ဆိုင်လဲအတူတူပဲအဲ့နောက်မခေစာကြီးကျော်ရဲ့ตาလေးဆိုလဲဦးနိုင်ဘောရမ်းချစ်တယ်အဲ့တွေ့ရတဲ့ဦးနိုင်နောက်တိုင်ရွန်အဲ့တိုင်ရွန်လဲအဲ့တိုင်ရွန်တိုင်ရွန်ဆိုဦးနိုင်ကတခါမှမစုံဘူးအဲ့ဆိုဆိုအကယ်ဒီပွဲလေးတပွဲလောက်မှတွေ့ရခါမှဦးနိုင်ကိုတွေ့ရခါကျလဲဥကလေးချီပြီးတော့ဦးနိုင်နဲ့ငလာပါလို့ဆိုပြီးစကားလေးတစ်ခွန်ပြောတော့ဦးနိုင်လူကအရန်ပီတီဖြစ်မိတယ် အဲ့တော့ဘလူးပဲပြောပြောပေါ့နော်ကိုယ့်ရဲ့ senior junior သီဥဆောင်ကြီးတွေကိုလက်ဥကလေးချီလိုက်တာကို့အတွက်ဘာမှမဖြစ်ပြင်မဲ့အချီခံပြီးတော့အတိမတ်အပြုတ်ခံလိုက်ရတဲ့သူရဲ့ရင်နဲ့ PD ကဘာနဲ့မှလဲလို့မရပါဘူးအဲ့တော့အခုဒီကလေးတွေဟိုတက်လာတဲ့ကလေးတွေအကုန်လုံးဟိုအမှုပညာလုပ်ငန်းတွေမှာဒီတစ်ဘက်ကပို့ပြီးတော့အောင်မြင်ကြပါစေကျွတ်တက်ကြပါစေလို့ပဲဦးနိုင်ဟာပြောတဲ့ဆုတောင်းပေးပါတယ် ဥနိုင်ကတော့အခုလက်ရှိတော့ဆယ်ဦးကာကြီးကြီးဥနိုင်ကလက်ခံရိုက်ခုပေးနေတယ်အဲဒါပေမဲ့ဥနိုင်ကသဘောကအနုပညာငွေကြေးအရာကျတော့ဥနိုင်ကြိုက်တဲ့ဇာယုတ်ကာရက်တာဆိုရင်ဥနိုင်အနုပညာကြီးကိုခေါင်းထဲကိုထည့်မတွက်ဘူးအမှန်တိုင်းပြောတာအနုပညာကြီးရဥနိုင်ခေါင်းထဲကိုထည့်မတွက်ဘူးအဲသူတို့ဥနိုင်ကိုဘယ်လောက်ကြေးတတ်မှတ်မလဲတတ်မှတ်ရတယ်တတ်အဲ့ပေါ်မှာဥနိုင်ရိုက်ပေးမှာဒါဥနိုင်အနုပညာအပေါ်မှာထားတဲ့စိတ်တစ်ခုပေါ့နော် အဓိကတခါကျဥနိုင်ဟာအရင်ဥနိုင်လူကဟိုဈေးတွေအရင်ကြီးနေသလားဆိုပြီးတော့ဟိုထင်ကောင်းထင်ပြီးမှစိုးလို့ဥနိုင်လူကိုဥနိုင်နဲ့ပတ်သက်တဲ့လိုက်တဲ့ဇက်ကောက်ကာရက်တာဆိုရင်ဥနိုင်ကိုခေါ်ပါအဲအလူပညာကြီးကိုလည်းသူတို့ပဲပြီးပါဥနိုင်အဲ့လိုပဲပြောပြရတယ်အဲဒီဇိုးတော်ကားကနာမည်နဲ့နေကိုသူကပေါင်နေတာဇိုးတော်ဆိုဒီကားဒီပတ်စံအေကန်မိုးရှာမလွဲမသေးတကယ်ရမှာပါအောင်လဲအောင်မြင်ပါစေပတ်စံလေးလေးအများကြီးရပါစေ အကယ်ဒမီစုတွေလည်းအများကြီးရပါစေတကယ်ချင်းဖြစ်တဲ့ဇော်မူနော်သူဆူးဆန်ဒရိုက်တာသူဆူးဆန်လည်းအရန်ကြိုးစားထားတယ်သူအဲ့လောက်ဒီဝီရိယရှိမယ်ဦးနိုင်တခါမှမတွေးခဲ့ဘူးပေါ့နော်အဲသူဒရိုက်တာလုပ်တဲ့ကဦးနိုင်သူအခုမှစပြီးတော့ဟိုကြုံခဲ့ဘူးရဲ့ဆိုရဲအခါကျတော့အဲသူဒီကားဒီသူ့ရဲ့ဘဝမှတ်တမ်းမှတ်ရာတစ်ခုဖြစ်လာလိမ့်မယ်လို့ဦးနိုင်သူကတော့ဒါတကယ်ထင်ပါတယ်နောက်ဆိုခုနကတူပါဟော3လက်ရိုက်အောင်ပါ အဲဆို3 4ပါရိုက်မှာအရိုက်မယ်ဆိုတော့အဲ့ကားကြီးရိုက်ဖို့အတွက်ဒီဟာဒီလေးအားတစ်ခုဖြစ်ပါစေလို့ဦးနာလူဆုတောင်းပေးပါရစေ